ီဗီယိုဖိုင်လေးကတော့လက်တလုံးမှာတစ်တော့မှာနိုင်ပိုင်းတွင်းမှာအရန်ကိုဟစ်ဖြစ်နေတဲ့ဗီဒီယိုဖိုင်လေးတစ်ပုဒ်လည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကြည့်ရှုနေကြပြီးတော့အတွက် knowledge sharing ကိုရည်ရွယ်ပြီးတော့မှပြန်လည်ပြီးတော့ reaction လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့ဗီဒီယိုဖိုင်ထဲမှာဘာတွေပြောနေလဲကျွန်တော်ဒူနားထောင်မဲ့ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ်။ Okay ဆိုတော့ကျွန်တော်ဒူကြည့်လိုက်ရအောင်။ဒီညီမလေးစိုးစားတာထုံးလား။အော်ဟုတ်ကဲ့။အော်ချမ်းမြေအောင်ရဖုန်းထဲပါလေညီမလေးညီမလေးပုံနေတွေ့နေလို့လေအဲ့ညီမလေးနဲ့သူနဲ့ဘလို့ပတ်သက်လဲလို့သိချင်လို့။ချမ်းမြေအောင်ရဖုန်းထဲပါလေ။ ဟုတ်ချမ်းမြောက်ရဲ့ဖုန်းထဲမှာညီမလေးပုံနေတွေ့နေသူအဲ့ဒါညီမလေးနဲ့သူနဲ့ဘယ်လိုပတ်သက်လဲဆိုတာမှသိချင်လို့လှမ်းဆက်ကြည့်ရအောင်အော်အဲ့ဒါကတော့ကောင်းလေးပါရှင့်ဟုတ်ကောင်းလေးလားဟုတ်အဲ့ဆိုသူကနှစ်ယောက်တွဲနေရပေါ့အဲ့ဆိုသူကနှစ်ယောက်တွဲနေရပေါ့နှစ်ယောက်တွဲနေရလေအဲသူကအမနဲ့လေကြိုက်နေရသုံးနှစ်လောက်ရှိနေတယ် ချင်တော့နေဟုတ်တယ်ဟုတ်မမရတော့ဘူးကွာချုံကွာငါကောင်းရည်ရဒီဒီနေရလေနေအမပြရလည်းမသိဘူးအဲအမလည်းလဲပြရပဲလေလဲပြရပဲလေညီမလေးဟုတ်ကဲ့အဲချစ်သူညီမလေးနဲ့ချစ်သူမဟုတ်ဘူးဆိုလို့ရှင်လေဟောချစ်သူဖြစ်နေလို့ရှင်လေအမကလမ်းခွဲ နောက်ဆုတ်ပေးဖို့အတွက်အမလှန့်ဆက်တာပါ။နောက်ဆုတ်အမတို့ကလူကြီးချင်းသဘောတူထားတာဆိုတော့လေ။နောက်ဆုတ်ကျွန်တော်မဆုတ်ပေးလို့မလို့အမငုခနာလေးကတော့ဆုတ်ချက်ပြလာအောင်ပါအဲနေ ਉਹ ညီမလေးအမဒီမှာအမအားလို့အားလုံးလေးဆက်တိုင်းညီမလေးစကားအပြည့်ပြောချင်တို့လေအမငါမှာရှိလားဟုတ်ရှိရရှိအေးအဲ့ဆိုအမလာခဲ့မယ်လေညီမလေးဘယ်လိုလာမလဲအင်းဘာပြောမလို့လဲမသိဘူးတော့ အဲဗာပြောလို့လဲဆိုဒီတိုင်းမှာပဲညီမလေးကိုပြောစရာလေးရှိလို့လေဟုတ်ပြန်ပြောပါလားအဲညီမတွေ့ပြီပြောချင်တာအမေအခုလောကနေတော့ရှင်မဲကကိုရီးယားကိုပြောတာမရှိဘူးပေါ့ဟုတ်တယ်လေညီမလေးကိုရီးယားမှာလေနိုင်ငံခြားမှာရောက်နေရလေအော်ဟုတ်တယ်ဟုတ်တယ်လေညီမလေးဟုတ်တယ်လေညီမလေး အဲသူ့အကောင့်ကဖိုးချမ်းလေညီမလေးရဲ့မလွဲပါဘူးနာမည်အရင်ကချမ်းမြအောင်နဲ့အဝိုင်းနဲ့ဘယ်နာမည်ရှိသုံးနှစ်ရှိပါပြီသုံးနှစ်တော့ဟုတ်တယ်ညီမလေးအခုရွာရွာထဲမှာရောက်ရှိလားရှိလို့ရှိရင်လေညီမလေးအမတို့ကလေဟိုအဲရမငနာကိုရောက်တော့မယ်ညီမလေးအဲဒီညီမလေးတို့ရွာလေအဝင်ပေါက်နာအထိရောညီမလေးလာခဲ့ပေးပါလား ဟုတ်ဟုတ်ညီမလေးဟိုကလေးဈေးဆိုင်ရှိရလေမဈေးဆိုင်လည်းမရဘူးလည်းမသိဘူးဟိုကမအီးခိုင်လို့ဆိုင်ရှိပါလေဟုတ်အေးအဲ့ရှိလာခဲ့တော့ညီမလေးတော့အမဆောက်နေမယ်နော်အော်ဟုတ်ပါပါအဲ့ဒါတော့ဆိုင်ကောင်းပြီဆိုင်ကောင်းပြီ โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုဖိုင်လေးလည်းတော့လောမှာ TikTok မှာနိုင်ပိုင်းအတွင်းမှာမီလီယံနဲ့ချီပြီးတော့ပေါင်နေတဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်ဆိုတော့ဘာကြောင့်မီလီယံနဲ့ချီပြီးတော့ပေါင်နေတာလဲဆိုရင်အားလုံးသိတဲ့အတိုင်းပဲဗီဒီယိုဖိုင်ထဲမှာကျွန်တော်တို့မြင်တွေ့ရတဲ့ဆက်စားခြင်းမြင်ခွင့်မှာဆိုရင် main clip တယောက်တခြား main clip တယောက်ဖုံးဆက်ပြီးတော့မှနင်းချစ်နေတဲ့ကောင်လေးက3နှစ်လောက်ချစ်ထားတဲ့ကောင်လေးဖြစ်တယ်ဆိုပြီးတော့သွားပြီးတော့မှ main clip ကိုဖုံးဆက်ပြီးပြောတယ်အဲ့အချိန်တွေမှာတခြားဘက်က main clip ကလည်းတော်တော်လေးကို feel ဖြစ်သွားတယ်เนาะတော်တော်လေးသူ့ရဲ့အတန်နေနားထောင်ကြည့်သိနိုင်တယ်ဒါပေမဲ့လည်းအဆုံးအသတ်မှာကျွန်တော်တို့သိလိုက်ရတာဒါ surprise ဖြစ်တယ် နော်ဒါ surprise ဖြစ်ကျွန်တော်ကိုယ်တိုင်လည်း surprise ဖြစ်သွားတယ်လက်ရှိကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေလည်းတကယ်ထင်ပြီးတော့ကျွန်တော်တို့အားလုံးအကြည့်နေကြတာလေနော်အမှန်တကယ်တော့လေနော်ဒီ video ရိုက်ကူးတဲ့သူအနေနဲ့လေဒီလိုမျိုးတော့လူတစ်ယောက်ကို surprise ဆိုပြီးတော့လေပြောမယ်ဆို overthinking ဖြစ်သွားအောင်ပေါ့အဲနော်တချို့တွေကျတော့ overthinking ဖြစ်တယ်လေနော်ဘာကြောင့်လဲဆိုတော့တကယ်ထင်ပြီးတော့သူကခံစားနေရဒါပေမဲ့ကိုကပစ္စည်းသွားပို့လိုက်တော့မှ surprise ဖြစ်သွားတယ်ဒါပေမဲ့ surprise ဆိုတဲ့ကိစ္စမျိုးကလည်းဒီလိုလုံးဝမယ်ဆိုတော့နားလည်ပါတယ်တိုးတော်လည်းပဲ တချို့ကိစ္စတွေက surprise ဆိုတဲ့အတိုင်းအတာကိုကြော်လွန်ပြီးတော့မှသူတို့ရဲ့ပြောမယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာ emotion ကိုတော်တော်လေးကိုထိခိုက်တဲ့ကိစ္စမျိုးတွေ လောက်တာမျိုးတွေကတော့ဘာဖြစ်ဖြစ်ဒါကတော့ကျွန်တော်အကြံပေးတာပါစင်ကျင်တင်တယ်လို့ကျွန်တော်နေနဲ့အကြံပြုချင်တယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ပေါက်တဲ့နှစ်ဖူမထူးတော့ဘူးပေါ့နော်ဆက်ပြီးတော့သွားရမှာပေါ့အဲ့ဒါဘာလဲဆိုတော့ဒီလိုမျိုး relationship ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးဆက်ဆွေးနွေးချင်တာပါလဲဆိုတော့လက်တလုံးမှာလည်းအားလုံးသိကြတဲ့အတိုင်းပဲ line ပေါ်မှာပေါက်ပြန်မှုတွေအများစွာကျွန်တော်တို့ video file တွေများစွာတွေ့ရတယ်ဒီလိုပဲကျွန်တော်တို့ချစ်သူကြီးစားပွားမှာလည်းတယောက်နဲ့တယောက်ပြောမယ်ဆိုရင်နောက်ထပ်တယောက်ရှိပါရဲ့နဲ့နောက်ထပ်တယောက်ကိုထပ်မှန်ပြီးတော့မှာ အဲချန်ခုံတာလားဘယ်လိုပြောရမလဲအေးအဲ့လိုမျိုးချန်ခုံတာပဲဖြစ်ဖြစ်သို့မဟုတ်စနိုက်ကျော်လောက်တာပဲဖြစ်ဖြစ်ပေါ့ဗျာအဲ့လိုကိစ္စတွေကလည်းကျွန်တော်ချစ်သူကြီးသားဘဝတွေမှာလည်းများစွာရှိဆိုအိမ်အောင်တဲ့ဘဝတွေမှာလည်းများစွာရှိကြတယ်ဆိုတော့ဒီလိုမျိုးဖြစ်ရတဲ့အကြောင်းရင်းတွေကကျွန်တော်တို့ background တွေကတော့အများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီထဲမှာမှကျွန်တော်ပြောချင်တာက visa ကြောင့်ဖြစ်တာတွေလည်းများစွာရှိသလိုဗီဇမဟုတ်ဘဲနဲ့အခြေအနေတွေကြောင့်ပေးလာတဲ့အခြေအနေတွေအကြောင်းပြောမယ်ဆိုဖြစ်သွားတဲ့အကြောင်းအရာတွေလည်းများစွာရှိပါတယ်လက်ရှိ TPO file မှာတော့ကျွန်တော်အနေနဲ့ visa ဆိုတာထက် ကိုယ့်ရဲ့ပြောမယ်ဆိုအခြေအနေဒီအကြောင်းဖြစ်ပေါ်လာတဲ့ဟာတွေကိုအဓိကဦးစားပေးပြီးတော့ပြောသွားပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြည့်ရှုနေကြပြူရီထဲမှာလည်းဒါအိမ်တော်တွေဘဝဖြတ်တန်းနေရတဲ့သူတွေရှိသလိုချစ်သူရည်စားဘဝကိုဒါဖြတ်တန်းနေရတဲ့သူတွေလည်းရှိပါတယ်။ဆိုတော့ဒါကြောင့်မို့လို့လဲဒါလေးကိုဦးစားပေးပြီးတော့ပြောချင်တယ်။ဗီဇာကတော့ကျွန်တော်တို့လည်းဘာမှလုပ်လို့မရဘူးเนาะ။ကျွန်တော်တို့လည်းဘာမှလုပ်လို့မရဘူး။တားပြီးတော့လည်းပညာပေးလို့လည်းမရဘူး။ဘာကြောင့်လဲဆိုတော့ तू ကတယောက်တည်းတော့နဲ့ကိုမလုံလောက်တာ။တယောက်တည်းနဲ့ကိုမလုံလောက်တာ။တချို့တွေကျွန်တော်မြင်ဦးပါတယ်။ကိုယ့်ရဲ့ချစ်သူကောင်းမလေးကအရှင်းဟန်းကိုချစ်ဖို့ကောင်းတယ်။အရင်လဲချစ်တယ် ဒါပေမဲ့လည်းအထာထက်ကိုပိုလိုချင်သေးတယ်။နောက်ထပ်တစ်ယောက်ထပ်ပြီးတော့ပြောမယ်ရှာပွေတဲ့အမျိုးသားကြီးလည်းရှိတယ်။ဒီလိုပဲကျွန်တော်တို့ဒီဘက်ခေတ်မှာပြောရင်တယောက်တည်းပြောလို့မရတော့အမျိုးသားကြီးပဲပြောလို့မရတော့အမျိုးသမီးတွေလည်းအများကြီးရှိတယ်။ကျွန်တော် line ပေါ်မှာကျွန်တော်တို့လည်းမြင်တွေ့နေရပဲ။နော်ကိုယ့်ရဲ့ချစ်သူကောင်းလေးသူမို့ကိုယ့်ရဲ့အမျိုးသားကိုကောင်းကောင်းမွန်မွန်နဲ့ပြောမယ်ဆိုချစ်ချစ်ခင်ခင်ချင်တာနဲ့ထားတော်ညာလေ။နော်ထားတော်ညာလေ။နောက်ထပ်တစ်ယောက်ကိုထပ်မှမျိုးရှာပွေတဲ့အမျိုးသမီးကြီးလည်းရှိတယ်။ဆိုတော့ဒီဘက်ခေတ်မှာဒီကိစ္စတော်တော်လေးကို trend လည်းဖြစ်တယ်။ တော့ဘလို့ပဲဖြစ်ဖြစ်ဗီဇကြောင့်ဖြစ်တဲ့ကိစ္စကတော့ခဏထားဟောဒါပေမဲ့အခြေအနေအကြောင်းအရာတွေကြောင့်ဖြစ်သွားတဲ့သူတွေအတွက်တော့စိတ်မကောင်းဘူးเนาะဘာကြောင့်လဲဆိုတော့ဘာကြောင့်ဖြစ်တာလဲအဲ့ဒါကျွန်တော်တို့ကအဖြေရှားမှလीเนาะမဟုတ်ဘဲနဲ့သူဖောက်ပြန်တာကြီးပဲလက်ညှိုးထိုးမယ်သူချန်ကုန်တာကြီးပဲလက်ညှိုးထိုးမယ်ဟဲ့လားအဲတဖက်ကစနိုက်လာကြော်တာကြီးပဲကိုကလက်ညှိုးထိုးနေမယ်ဆိုရင်ကိုယ့်ရဲ့အဖြစ်ကိုကိုကကာဗာလုပ်သလိုဖြစ်တတ်တယ်တခါတည်းရန်ကြိုက်လीเนาะဘာကြောင့်လဲဆိုတော့လူတိုင်းမှာအမားနဲ့မကင်းနိုင်ဘူးဖောက်ပြန်တဲ့သူကလည်းဖောက်ပြန်တဲ့အလေးရောက်အမားရှိတယ် သို့တော်လည်းပဲအဲ့ဒီဖောက်ပြန်ခံလိုက်ရတဲ့မျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်သူ့အနေနဲ့လည်းပြန်ပြီးတော့တစ်ချက်ပြန်ကြည့်ဖို့လိုတယ်။တခါတည်းကျရင်ဖြစ်တတ်တာလေ။အအမြင်နဲ့ကွာ ever perfect လုံးဝဘာမှပြောမလို့တစ်ချက်လေးတော့နည်းနည်းလေးတော့မမှားတတ်ဘူး။ဆိုတဲ့ပုံစံမျိုးကိုကိုကို rare မှသောခံယူချက်နဲ့ရှေ့ဆက်နေတဲ့အမျိုးသမီးတွေရှေ့ဆက်နေတဲ့အမျိုးသားတွေရှိတတ်တယ်။နော်အဲ့ဒါကြောင့်လို့ ဒီလိုမျိုးကိစ္စတွေကိုကျွန်တော်အနေနဲ့အတီးက highlight လုပ်သွားချင်တာလည်းဖြစ်ပါတယ်။ကိုယ့်ရဲ့ချစ်သူအမျိုးသားကဘယ်လိုပုံစံလိုချင်တာလဲကို့အပေါ်မှာနော်ဥပမာဆိုပါတော့ကို smart type smart ဖြစ်နေတဲ့ main key တရားပုံစံမျိုးမြင်ချင်တာလား။ဒါမှမဟုတ်ကို့အပေါ်မှာချစ်ခင်ချင်တာယူရတဲ့နှွေးထွေးမှုမျိုးကို तू ကလိုချင်နေတာလား။နော်အဲ့လိုမျိုးကို့အဘက်က तू လိုချင်တာကတခြားဖူပေးနေတာတွေကတခြားဆိုရင်လည်းအဆင်မပြေဘူးအချိုကြိုက်တဲ့လူကိုအခါရိုက်တော့ပြနေလို့မရဘူးဟုတ်တယ်မလားအခါကြီးလာကျွေးနေရင် तू ပြောမယ်ထွေးထုတ်မှာပေါ့အဲ့သဘောပါပဲတကယ်တကယ်တော့ ပြောမယ်ဆိုရင်နုညံ့ညံ့လေးနဲ့သွားမယ်ကိစ္စမျိုးသလားလူတွေကတခါတည်းရန်ကြရင်ကိုယ့်ရဲ့အဖြစ်ကိုဖုံးဖိချင်တဲ့အခါကျတော့အဲ့ဒီချစ်တယ်ဆိုတဲ့အရာကြီးကိုပြောမယ်ဆိုရင်ကာဘာလောက်သွားတတ်တယ်တကယ်တော့အဲ့ဒီချစ်ချင်းမြတ်တာဆိုတာကိုဘာပုံမှာအကောင်းဆုံးအရာပဲအကောင်းဆုံးအရာပဲလူတယောက်နဲ့လူတယောက်ပြောမယ်ဆိုတယောက်နဲ့တယောက်ချစ်နေကြတဲ့အရာလေးဟာတကယ်ကိုကြည်နူးမှုကောင်းတယ်ဥပမာအဖြစ်ကျွန်တော်လိုင်းပေါ်မှာဗီဒီယိုလေးတစ်ပုဒ်ကြည့်တယ်အဲ့ဒီဗီဒီယိုထဲမှာကောင်လေးနဲ့ကောင်မလေးကတယောက်နဲ့တယောက်ချင်းချင်းနာနာယူရနဲ့ချစ်ခင်ပြနေတယ်ဆိုရင်ကျွန်တော်မျက်နှာကြီးတွေကအော်တိုမက်တစ်ပါဖြစ်နေတယ် ြုံးမနေဘူးလားအဲအဲ့ဒါပဲအဓိကကျွန်တော်တို့ကပြောမယ်ဆိုရင်လေအချစ်ဆိုတဲ့အရာသူ့ဘောတင်းကြီးတတ်တန်ရှိပြီးသားတကယ်ကိုနူးညံ့ပြီးတော့မှတကယ်ကိုဖြူစင်တဲ့အရာမျိုးလေးတကယ်ချစ်တဲ့လူဆိုသိတယ်နော်တကယ်ချစ်တဲ့လူဆိုသိတယ်ဘာကာလာမှမပေါအောင်လူတယောက်ကိုချစ်ချင်လို့ချစ်တာနော်အဲ့ချစ်ချင်မြစ်တာရဲ့နောက်မှာဘာအကြောင်းအရာမှမရှိဘူးအဲ့အကြောင်းအရာတွေရှိနေပြီဆိုရင်တော့အဲ့အချစ်ကမယူသားတော့မဖြူစင်တော့ကာလာတွေကျော်သွားပြီချို့တွေကြတော့ဒီဘက်ခင်မှာကြတော့အချစ်ကပြောမှဆိုရင်တတ်ခတ်ထားတယ်လို့ပဲနည်းနည်းငံသွားပြီဗျနည်းနည်းငံသွားပြီ เนาะအချောင်းရတွေပေါ့မူတည်ပြီးတော့မှချက်ချင်းမြတ်တာကိုလှုပ်ယူရတဲ့သူတွေရှိတယ်တကယ်တော့ချက်ချင်းမြတ်တာဆိုတာကသူ့ဘာသူဆိုရင်အရန်မိုက်တယ်သို့တော်လည်းပဲအဲ့လိုလှုပ်ယူတဲ့အရာနဲ့တွေ့ရင်ဘလို့မှအဲ့ feeling ကမကောင်းတော့ပြီးရေရှည်လည်းမမြဲတော့ဘာကြောင့်လဲဆိုမစစ်လို့စစ်မှမြဲတာမစစ်ဘူးဆိုရင်အချင်းနေပေါ်မှာမူတည်ပြီးတော့မှအဲ့ချက်ချင်းမြတ်တာအကြောင်းချက်ချင်းပြောင်းတာအကြောင်းချက်ချင်းပြောင်းတာအထူးသဖြင့်အခက်ခဲနဲ့ရင်ဆိုင်လာတဲ့အခါမှာအချစ်တုနဲ့လာတဲ့သူတွေကကိုယ်နာမှာကြာကြာမနေနိုင်ဘူး ုံစံမျိုးစုံနဲ့ရှောင်ပြီးတော့ထွက်ပြေးတော့တာအဲ့ဒီပြဿနာရဲ့ခြေနေတွေကနေကိုယ့်ထိမှကြောက်လို့ကိုယ်လွတ်ယုံကြတာကိုယ်လွတ်ထွက်ပြေးကြတာအဲ့ဒါဘာလဲဆိုတော့အတုယောင်တယ်တကယ်ချစ်တဲ့သူတွေကအဲ့လိုမဟုတ်ဘူးသူ့အတွက်ငားရင်ဆိုင်မယ်ဆိုပြီးတော့ပြောမယ်ဆိုရင်လုံနိုင်တဲ့သူတွေကအဲ့ဒါချစ်ချင်းမြတ်တော်တကယ်တန်မိုးထားတဲ့သူတွေသူ့အတွက်ငါဘာမဆိုလုံမယ်ဆိုတာအလကားဖြစ်လာမှာတကယ်ချစ်လို့အဲ့ဒီသူပေါ့ဥမာကျွန်တော်တို့က1500မြစ်တာပဲမဟုတ်ဘူးเนาะကျွန်တော်တို့မိသားစုထဲမှာရှိတဲ့ငါ28မြစ်တာ ਈ ဆိုလို့ကြီးတိုင်းပဲ ကိုယ့်ရဲ့ညီကိုမောင်နှမဘဝဖြစ်စေကိုယ့်ရဲ့မိအမိဘဝဖြစ်စေတကူကတကယ်ချစ်တဲ့အခါကျတော့သူတို့အတွက်ကိုယ့်ရဲ့အသက်ကိုတော့ကိုယ်ပရဏမထားဘဲနဲ့ကိုယ်ပေးဆိုပေးရတဲ့သူတွေများစွာရှိအလောက်ကြီးမှာအဲ့ဒါတကယ်ချစ်လို့တကယ်မချစ်တဲ့သူတွေကအဲ့လိုမလုပ်ရဲဘူးအဲ့တော့ကျွန်တော်ဒီနေ့ဗာပြောချင်တာလဲဆိုတော့ချစ်ချင်းမြတ်တာအစ်စ်ကိုရဖို့ကျွန်တော်ကချစ်သူရည်စားဘဝမှာနေလို့ကတည်တည်ချာချာအကဲပြတ်တတ်ဖို့လိုတယ်။နော်ကြောက်ကြည့်သမားကြီးလို့တည်တည်ချာချာကျွန်တော်ကချစ်ဖို့လိုတယ်။ तू ကငါ့ကိုကာလာတွေစိုးနေတဲ့အချက်နဲ့လာပြီးတော့ချစ်တာလား။ ငါရှီကဘာလိုချင်လို့လဲပိုင်ဆိုင်မှုတွေလားဓာမွင်ကိုယ့်အကြောချားမှုတွေလားဓာမွင်ကိုယ့်အလှပလားနော်ဘာတွေကို तू ကကြည့်ပြီးကိုယ်လာပြီးတော့ချစ်တာလဲဓာမွင်ငါဖြစ်နေလို့ကို तू ကချစ်နေတာလားအဲ့ဒါကိုကျွန်တော်တည်သေးချာချာ main clip ပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အဲ့ချစ်ချင်းမြတ်တာအယောင်ပါလားဆိုတာကိုကျွန်တော်တို့ကဆက်ဆက်ချင်းအချိန်ပါတယ်ဟိုကအကဲဖြတ်ဖို့လိုတယ်အကဲရွေးအဲ့ဒီမှာကျွန်တော်တို့ကကြောက်ကြည့်မှားသွားခင်မိဆိုရင်နောက်ပိုင်းမှာတေချာဖို့အရှုံးပေါ်မှာ နောက်အခုလက်ရှိအိမ်တော်ကြီးဖောက်ပြန်မှုတွေပြောမယ်ဆိုရင်ချစ်သူကြီးသားဘဝမှာလည်းပိုရှိပါရဲ့နဲ့နောက်တစ်ယောက်ထက်ရှားတာတွေကကျွန်တော်တို့ကကြောက်ကြည့်မာဝါလို့အရှုံးပေါ်တာအဲ့ဒါပဲအဓိကအဲ့ဒါပဲဆိုတော့အဲ့လိုအခြေအနေရနေမှာကျွန်တော်တို့ကနောက်ထပ်ကျွန်တော်တို့အခုလိုမျိုးအိမ်တော်တွေဘဝရောက်သွားပြီသူ့ကိုလည်းကိုယ်ယုံကြည်ပြီးတော့လက်ထပ်လိုက်ပြီအဲ့ဒီအခြေအနေမှာဖောက်ပြန်နေဆိုရင်တော့အဲ့ဖောက်ပြန်မှုမှာဗီဇာကြောင့်လားသူမဟုတ်ကျွန်တော်တို့ကိုယ့်ရဲ့အားနည်းချက်ကြောင့်လားကျွန်တော်တို့အဲ့ဒါသေးချာအကဲဖြစ်ရမှာကိုယ့်ရဲ့အားနည်းချက်ကြောင့်ဆိုရင်တော့လေကိုယ့်ရဲ့ဘာတွေအားနည်းနေရလဲ နော်ကိုယ့်ရဲ့ပြောမယ်ဆိုအလားပေါက်ဘီးမဆိုင်တော့လို့သူ့အနေနဲ့ဒီပုံမှာကိုယ့်ကိုစိတ်ဝင်စားမှုအားနည်းတော့လားသို့မဟုတ်ကိုယ့်ရဲ့ပြောမယ်ဆိုရင်ကျင်နန္ဒာယူရထားတဲ့အပိုင်းမှာလိုအပ်ချက်တွေရှိနေတာလားဒါကျွန်တော်မိန်းကလေးမဟုတ်ဘူးနော်ယောက်ျားလေးနဲ့အတူတူပဲယောက်ျားလေးကလည်းကိုယ့်ယောက်ျားလေးအဲ့လျောက်ကိုယ့်ရဲ့ယူထားတဲ့အိမ်တောင်ဘက်ဖြစ်တဲ့ကိုယ့်ရဲ့ဇနီးမယားပုံမှာ ရှစ်ခင်ကျင်နာယူရမှုတွေอ่ะပြီးရမှာပဲပတ်စံကြီးပဲရှာနေုံနဲ့ပြည်စုံတကယ်ကြီးကြောင်လीเนาะအိမ်တော်တခုကျွန်တော်ဒီဆောင်းတဲ့အခါမှာအမျိုးသားတယောက်နေနဲ့ငါပတ်စံရှာပြီးပြီးပြီဆိုပြီးတော့ကျွန်တော်နေနေလို့မရအောင်တို့အိမ်တော်တွေဖြစ်နေဖြစ်တာရှိတာအပြင်မှာထွက်ပြီးတဲ့နေကုန်ပတ်စံရှာတယ်ပြန်လာတဲ့အခါကျတော့ပင်ပန်းနေပြီနောက်ပင်ပန်းနေပင်ပန်းနေတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ရေမိုးချိုးစားတောက်ပြီးရတယ်ဖုန်းတန်းကင်တော့တာပဲပြီးဖုန်းနဲ့ပဲတစ်ချိန်လုံးအချိန်ကုန်ပြီးတော့မှဘာစကားမှကိုယ့်ရဲ့ပြောမယ်ဆိုရင်အိမ်တော်တွေအမျိုးသမီးပေါ်မှာမပြောတဲ့ မပြောပြစ်တာပေါ့နော်အတူတူပြောမယ်ဆိုနူးနူးညံ့ညံ့တင်တင်မူဝေးနဲ့ဆက်ဆန်တာမျိုးတွေမရှိတော့ဘဲနဲ့တဖြည်းဖြည်းနဲ့ငွေတော့ရှာပြီးတဲ့ဒါပေမဲ့အဲ့ဒီအိမ်တော်ကြီးကဘာဖြစ်နေလဲဆိုတော့တဖြည်းဖြည်းနဲ့ဝေးကွာတဲ့ဝေးကွာလာတယ်အဲ့ဒီကနေပဲအခြားအထက်ဘက်မှာကျွန်တော်တို့အပြင်ကိုရောက်နေတဲ့အမျိုးသားတယောက်အနေနဲ့နော်တခြားသောတာယာမှုတစ်ခုနဲ့တွေ့တဲ့အခါကျဒီလိုပေါက်ပြဲတဲ့ကိစ္စတွေဖြစ်လာနိုင်တယ်ဒါ main ကလေးတွေအနေနဲ့အထူးသတိထားရမှာ သူ့ဘက်ကအားနေနေဆိုကိုဘက်ကလိုက်တိုးပြီးလိုက်ပို့ပြီးတော့သူ့ကိုနှွေးနှွေးထွေးထွေးကျင်ကျင်နာနာယွယွယအမျိုးသမီးဒီဘက်ကထားပြီးလိုက်ဒီလိုပဲအမျိုးသားအနေနဲ့ကြည့်မယ်ဆိုလည်းဒီတိုင်းပဲကိုဘက်ကငွေရှာပေးယုံတခုတည်းနဲ့မပြီးဘူးနှွေးထွေးတဲ့ဆက်ဆံမှုတွေလုပ်ပြရမလဲဆိုတာဒါအိမ်တော်တွေအမျိုးသားအနေနဲ့လည်းဒါလေးတွေခရင်ဆိုင်ဖို့လိုရတယ်နောက်တစ်ချက်ကကျွန်တော်ချစ်သူကြီးစားဖို့ဆိုလည်းဒီတိုင်းပဲအာသူနဲ့ငါနဲ့တွဲနေတာပဲတွဲနေတဲ့အမှန်တော်ညာလဲတယောက်နဲ့တယောက်ကြားမှာနေစဉ်နဲ့အမျှတွေ့လာတဲ့အခါကျရင်စိတ်ဝင်စားစရာ interest ပိုင်းနေရအဖြစ်နဲ့ရော့ကြပါတယ် စောင့်စားခြင်း၃လနဲ့တော့လုံးဝမတူတော့ဘူး။အဲအဲ့လိုမျိုးရော့ကျလာတဲ့အခါကျရင်ပို့ပြီးတော့တတိထားရတယ်။နော်ဘာကြောင့်လဲဆိုတော့သွေဖယ်သွားနိုင်တဲ့အချိန်ကပို့ပြီးတော့အဲ့ဒီအချိန်တွေမျိုးတွေမှာဖြစ်လာနိုင်တယ်။အခြားဘက်မှာတပ်ပါတီဝင်လာပြီဆိုရင်ပို့တော်ဆိုးသေးတယ်။တပ်ပါတီဆိုတာလည်းမမျော်လင့်ထားဘဲနဲ့ပဲအများနဲ့ဝင်လာတတ်ကြတာလေ။အဲ့တော့ကိုချစ်သူကောင်မလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်သက်ပါလီဆိုတာအချိန်မီကိုရဲ့နှစ်ယောက်ကြားတဲ့ကိုဝင်လာနိုင်တယ်ဝင်လာနိုင်တဲ့အခါမှာကိုကပြောမယ်ဆိုရင်ရှေ့မှာ အရန်ကိုပြောမယ်ဆိုရင်စီစီလုံးလုံးနဲ့ချစ်သူနှစ်ယောက်မှအေးချမ်းချမ်းချစ်ချင်းနာနာနဲ့ပြောမယ်တယောက်ကိုတယောက်ပြောမယ်ဆိုလုံးဝ essential သူရှိမှကိုဖြစ်မယ်ဆိုတဲ့ကိစ္စမျိုးเนาะအဲ့လိုဖြစ်နေမှသာလင်တပ်ပါရီကဝင်လို့မရဘူး ဲ့လိုမျိုးပဲနဲ့ကိုရီးယားအစတွေကပြောမယ်ဆိုသူများမခွဲခင်เนี่ยကိုကကွဲနေတယ်ဆိုရင်တော့လေအလုံးသိကြတဲ့အတိုင်းပဲနောက်ထပ်ပြောမယ်စနိုက်ချော်တွေနောက်ထပ်ပြောမယ်ဆိုရင်အစ်စ်တွေထပ်ပေါ်လာရဆိုတာလေဘာမှသိမထူဆန်းဘူးလို့ပြောကြိုင်းနေပဲဒီပြပိုင်လေးကိုဘူးတုဒတ်တစ်ခုအနေနဲ့ကျွန်တော်နေတင်ဆက်လိုက်ခြင်းလည်းဖြစ်ပါဘူးဆိုတော့ဒီပြပိုင်လေးနဲ့ပတ်သက်ကျွန်တော်ကြည့်ရှုနေကြပြူရည်နဲ့ပါမျက်မှတ်ချက်ပေးခြင်းနဲ့မှတ်ချက်ပေးခြင်းအချိန်ကိုမှရေးတော့ရပါကျွန်တော်နေစနေမြရှူရှူအားပေးနေကြတဲ့ပြူရတူတူတယောက်ချင်းစီလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံညီပါတယ်ဗျ See you next video Thank you.